အကြီးကားကကျမတို့မြန်မာနိုင်ငံရဲ့ transgender တွေရဲ့အကြီးကားအားနည်းချက်ကဘာလဲဆိုလို့ရှိရင် မိဘတွေကလက်မခံဘူးအဲ့တော့ဒီလမ်းကြောင်းကိုဆက်လျှောက်ချင်တဲ့အခါကျတော့တော်တော်များများပညာရေးဆုံးခန့်မတိုင်တာပြီးပြီဆိုလို့ရှိရင်လမ်းကြောင်းတွေလွဲမှားပြီးတော့အဲလမ်းဘေးရောက်သွားတဲ့လူတွေလည်းရှိရဲတချို့ကျတော့လည်းအဲ့လိုမျိုးဟိုပေါ့ပေါ့နေပေါ့ပြပြနေပြီးတော့ပဲဘဝကိုဖြတ်တန်းသွားတဲ့လူတွေလည်းရှိရဲပေါ့နော်ဆာကူရာအဲ့လိုမျိုးတွေလုံးဝမဖြစ်စေချင်ဘူးဘာလို့လဲဆိုတော့ကိုတကယ်စူးစမ်းရင်ကိုတကယ် နေရာတစ်ခုရရဲဆိုတာသိစေခြင်းနဲ့ဒါကြောင့်နောက်တက်လာမယ့် transgender လေးဆိုလို့ရှိရင်လည်းပညာကိုကြိုးစားသင်စေခြင်းနဲ့ဘာသာစကားကိုပို့ပြီးတော့လေ့လာစေခြင်းနဲ့ဒါမှငါတို့လည်းဒန်းသူညီမြတစ်ချိန်အခွင့်အရေးကိုဟိုစူးစမ်းပြီးတော့ရှောက်လန်းနိုင်မှာဆိုရင်အသည့်လေးကိုရရှိခြင်းနဲ့ပေါ့နော်ဟုတ် တခြားမင်းသားမင်းသမီးတွေနဲ့ celebrity တွေနဲ့တခြားကြီး social influencer တွေနဲ့အတူတူတွဲပြီးတော့ပွဲတွေပါတက်ရတဲ့အချိန်မှာငါ့ဟောဒန်းသူညီများဆက်ဆံမမလားငါ့ဟောအခွင့်အရေးပေးပါမလားဆိုတော့စိုးရိမ်ပူပန်မှုကတော့လေအရင်ထဲကလည်းရှိရဲ့အခုလည်းရှိရဲ့ဒါကြောင့်မို့လို့ဆာကူရာကတော့နေရာတစ်ခုရောက်အောင်ကိုယ်လည်းဒန်းသူညီများဆက်ဆံအောင်ဆာကူရာကတော့ဇက်တိုက်ကိုခွန်အားပေးနေစူးစမ်းနေရမှာပဲလို့ချင်းတယ်ဒါမှလည်းလုပ်ငန်းရှင်တွေက all transgender လဲသူတို့လုပ်ငန်းနဲ့ collaboration လုပ်ရတာကောင်းတယ်သူတို့နဲ့အလုပ်လုပ်ရတာအဆင်ပြေရယ်အလုပ်ပေါ်အလုပ်အလုပ်ကိုအလုပ်ပေါ်တာဝန်ယူမှုတာဝန်ခံမှုရှိတယ်အဲ audience ပို့ပြီးတော့ထိရောက်တယ်ဆိုရယ်အတွေးမြင်လေးကိုလုပ်ငန်းရှင်တွေကိုလည်းသိအောင်စောက်ပြီးတော့စူးစမ်းပြမှာပါလို့ဟုတ်မိဘတွေကတော့မိဘတိုင်းပေါ့နော်ဆာကူရာမိဘမှမဟုတ်ဘူးမိဘတိုင်းကတော့ကိုသားသမီးပေါ့စိုးရင်စိတ်ကတော့ရှိရပါလေ ပညာဘလောက်တက်တက်ဘလောက်ရေချင်းရှိရှိဘလောက်တော်တော်နင်ဒီလိုပုံကြီးလမ်းလျှောက်လဲဆိုလို့ရှိလို့ရှင်ရှောက်လမ်းမယ်ဆိုလို့ရှင်နင်ဒီလိုပြဿနာကြီးဒီလိုအခက်ခဲရင်ဆိုင်ရမယ်ဆိုတာမိဘရာလဲကြိုသိပြီးသားအားကြောင့်မို့လဲတားမြစ်ကြတာပေါ့နော်တကယ်လဲကိုယ်အနေနဲ့ကြုံတွေ့ခဲ့ရတာလေကိုဘလောက်တော်တော်ဘလောက်ပညာရေချင်းရှိရှိလုပ်ငန်းတွေသွားလျှောက်တယ်အလုပ်တွေသွားလျှောက်တယ်အလုပ်တွေမခံဘူးတခြားပိုင်းညီမာတို့လို့ရှိရင်လည်းခွဲခြားဆက်ဆံခံရတဲ့အပိုင်းညီမာလည်းရှိရဲ့အရင်တည်းကလည်းရှိရဲ့အခုနောက်ပိုင်းလည်းရှိနေတော့မယ်ပေါ့နော်ဒါပေမဲ့အခုချိန်မှာ ကိုယ့်ရဲ့သားသမီးကသူတို့လက်မခံခဲ့တဲ့အပိုင်းကိုအခုချိန်မှာကိုကအလှဆုံးနဲ့အတောက်ပဆုံးရှောက်ပြနေနိုင်တဲ့အတွက်ကြောင့်မလို့အယံဝန်တာရဲ့ကိုရဲ့မိဘရေအဲအကုန်လုံးတွက်လဲဆာကူရာဂုံယူတယ်ပေါ့နော်ဒါကြောင့်မလို့ဆာကူရာလက်ရှိမှာဆိုလို့ရှိရင်ကိုတယောက်တည်းအတွက်တော့မတွေးတော့ဘူးကိုတယောက်တည်းအောင်မြင်ဖို့စူးစမ်းဖို့ဆိုတာတစ် ။နောင်တက်လာမယ့် LGBT လေး transgender လေးပို့ပြီးတော့လမ်းကြောင်းတစ်ခုပေါ်ရအောင်ပို့ပြီးတော့ရှောက်လန်းရတဲ့အမှုပညာရဲ့ရဝန်းပေါ်မှာပို့ပြီးတော့အဆင်ပြေလာအောင်စာကူရအနေနဲ့ဆက်လက်ပြီးတော့လုပ်ကင်သွားဖို့ရှိပါတယ်ရှင်။ဟုတ် ဆာကူရာတို့ကဒီ professional makeup artist အနေနဲ့ကဆာကူရာရဲ့ main business ပေါ့နော်အဲ့ဒါကိုဆာကူရာအကြီးကလုပ်တယ် covid တွေပါဖြစ်ပြီးွားတဲ့အခါမှာဆာကူရာအလုပ်တွေမရှိတဲ့အခါကျတော့ရုံးနေလိုက်လျှောက်ရတဲ့အခါရရှိရဲဟိုကိုယ့်ရဲ့အတမွေးဝမ်းကြောင်းအတွက်ပေါ့နော်ရုံးနေလိုက်လျှောက်တဲ့အခါကျတော့ရုံးနေလက်မခံခဲ့ဘူးအဲ့အချိန်မှာဆာကူရာ NGO မှာအဲမက်ဖီယာဆိုရဲဆာကူရာတို့ transgender only တီးတဲ့ scale လောက်တဲ့ clinic မှာ sakura management ပိုင်းနဲ့အလုပ်ဝင်လုပ်ခဲ့တယ်။အဲအဲ့လိုပေါ့နော် sakura တို့ကတမာတမက်ကြကြတမာအားစီဝါကြကြတကယ်လို့ makeup မလုပ်ရင်လည်းငါဘယ်လိုလုပ်ငန်းလေးနဲ့ရက်တီလို့ရလဲဆိုတာတော့ sakura တောက်လျှောက်တော့စူးစမ်းခဲ့ရတာပေါ့နော်လွယ်တော့မလွယ်ဘူးပေါ့ဟုတ်อืมအခုဆိုလို့ရှိရင် sakura site ထဲမှာလည်းစိုးရင်ရတဲ့အပိုင်းလေးရှိရယ်ပေါ့နော် ဘာပြောပြောကိုသည်လူတွေကအထန်းရှင်းရလာပြီလူတွေလည်းချစ်ကြရဲ့အရင်ကလည်း vlog တွေရိုက်ကူးလို့ sakura ကိုပရိသတ်တွေကချစ်တယ်ဆိုပေမဲ့အခုလုပ်ငန်းရှင်တွေနဲ့ commercial တွေနဲ့တကယ်ကိုချိတ်ဆက်လာပြီးတဲ့အခါမှာငါရောလက်ခံပါမလားတခြားမင်းသားမင်းသမီးတွေနဲ့ celebrity တွေနဲ့တခြားကြီး social influencer တွေနဲ့အတူတူတွဲပြီးတော့ပွဲတွေပါတက်ရတဲ့အချိန်မှာငါ့ဟောဒန်းသူညီများဆက်ဆံပါမလားငါ့ဟောအခွင့်အရေးပေးပါမလားဆိုတော့စိုးရိမ်ပူပန်မှုကတော့လေအရင်ထဲကလည်းရှိရဲ့ အခုလည်းရှိရဲ့ဒါကြောင့်မို့လို့ဆာကူရာကတော့နေရာတစ်ခုရောက်အောင်ကိုယ်လည်းဒန်းသူညီမဆက်ဆံအောင်ကြောင့်ဆာကူရာကတော့ဇက်တိုက်ကိုခွန်အားပေးနေစူးစမ်းနေရမှာပဲလို့ချင်းတယ်ဒါမှလည်းလုပ်ငန်းရှင်တွေက all transcenter တွေလည်းသူတို့လုပ်ငန်းနဲ့ collaboration လုပ်ရတာကောင်းတယ်သူတို့နဲ့အလုပ်လုပ်ရတာအဆင်ပြေရဲ့အလုပ်ပေါ်အလုပ်အလုပ်ကိုအလုပ်ပေါ်တာဝန်ယူမှုတာဝန်ခံမှုရှိတယ်အဲ audience ပို့ပြီးတော့ထိရောက်တယ်ဆိုရဲအတွေးမြင်လေးကိုလုပ်ငန်းရှင်တွေကိုလည်းသိအောင်ဆက်ပြီးစူးစမ်းပြမှာပါလို့ဟုတ် အကြီးကကကျမတို့မြန်မာနိုင်ငံရဲ့ transgender တွေရဲ့အကြီးကအားနည်းချက်ကဘာလဲဆိုလို့ရှိရင် မိဘတွေကလက်မခံဘူးအဲ့တော့ဒီလမ်းကြောင်းဆက်လျှောက်ချင်တဲ့အခါကျတော့တော်တော်များများပညာရေးဆုံးခန်းမတိုင်တာ ပြီးပြီဆိုလို့ရှိရင်လမ်းကြောင်းတွေလွဲမှားပြီးတော့အဲလမ်းဘေးရောက်သွားတဲ့လူတွေလည်းရှိရယ်တချို့ကျတော့လည်းအဲ့လိုမျိုးဟိုပော့ပော့နေပေါ်ပြပြနေပြီးတော့ပဲဘဝကိုဖြတ်တန်းသွားတဲ့သူတွေလည်းရှိရပေါ့နော်။ဆာကူရာအဲ့လိုမျိုးကြီးလုံးဝမဖြစ်စေချင်ဘူး။ဘာလို့လဲဆိုတော့ကိုတကယ်စူးစမ်းရင်ကိုတကယ် နေရာတစ်ခုရရဲဆိုတာသိစေခြင်းနဲ့ဒါကြောင့်နောင်တက်လာမဲ့ transcender လေးဆိုလို့ရှိရင်လည်းပညာကိုစူးစမ်းသိစေခြင်းနဲ့ဘာသာစကားကိုပို့ပြီးတော့လေ့လာစေခြင်းနဲ့ဒါမှငါတို့လည်းဒန်းသူညီမြတစ်ချိန်အခွင့်အရေးကိုဟိုစူးစမ်းပြီးတော့ရှောက်လန်းနိုင်မှာဆိုရင်အသိလေးကိုရစေခြင်းနဲ့ပေါ့နော်ဟုတ် ဆောက်ရမပြောင်းမန်းခဲ့ဘူးဘာလို့လဲဆိုတော့ဒီလောက်ထိလည်းဖြစ်လာမယ်လို့လည်းမမျှော်မှန်းခဲ့ဘူးပေါ့နော်ဒါပေမဲ့ Miss Angel Star Winner 2025ရရှိပြီးရဲ့နောက်ပိုင်းမှာတနိုင်ငံလုံးရဲ့ attention တွေလည်းရလာတယ်အခုဆိုလို့ရှိရင်လုပ်ငန်းရှင်တွေအဲလုပ်ငန်းကိုပူးပေါင်းလှုပ်ဆောင်ခြင်းနဲ့ collaboration လုပ်ချင်တဲ့သူတွေလည်းအရန်ညားလာတယ်ပေါ့နော်ကန့်လန့်လာတာရှိရဲ့ဒါကြောင့်မလို့ဆောက်ရအရန်ဝမ်းတာတယ်ကိုကကြတော့ transgender ဆိုတဲ့အခါကျတော့ငါတုံတေယုံဆိုလို့ရှိရင်ငါလက်ခံမှာမဟုတ်ဘူးဆိုတော့တင်ငယ်စိတ်လေးကတော့ဆောက်ရတို့ transgender တဲ့ဦးတယောက်ချင်းစီတိုင်းမှာရှိ ရပေါ့နော်ဒါပေမဲ့လက်ရှိမှာတော့ခုအနေနဲ့အကောင်းဆုံးလုတ်ကင်နိုင်ပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့စကူရာအရင်ဝမ်းတာကုန်မိပါတယ်ရှင်ဟုတ်မတူတော့ဘောရှင်ဘာလို့လဲဆိုတော့အရင်တုန်းကတော့စကူရာကလူတိရဆိုပေမဲ့ဒီလောက်နေရာတစ်ခုချင်းကြီးတနိုင်ငံလုံးက attention ရလောက်တဲ့ ठी ကိုမဖြစ်သေးဘူးပေါ့နော်ဒါပေမဲ့အခုချိန်မှာကိုခေါင်းပေါ်ကိုလည်း crown ကရလာပြီဆိုတော့ အဲတာဝန်ယူမှုတာဝန်ခံမှုအပိုင်းတွေလည်းအများကြီးပဲရှိလာတယ်။ဒါကြောင့်မို့လို့တော်တော်များများတော့ warmly welcome တော့ဖြစ်တယ်။ဒါမဲ့အဲဘာဖြစ်လဲဆိုတော့တချို့ကြတော့မနာလိုရဲ့လူတိုက်ခိုက်ခြင်းတဲ့လူတွေကလည်းတိုက်ခိုက်နေတော့မယ်။ဒီချိန်မှာတော့အဖြူမဲသဲကွဲကြပြီပေါ့နော်။စိတ်သက်တွေအကုန်လုံးပေါ်လာတဲ့အချိန်တို့လည်းပြောလို့ရတာပေါ့ရှင်။ဟုတ်။ Sakura Road Transcendence တွေကဘာလဲဆိုတော့အားလုံးပဲသိကြရတဲ့အတိုင်းပဲပေါ့နော်။ တိုင်ပွဲကြပွဲဝင်ပြီဆိုလို့ရှိရင်တာမန်မိန်ကလေးချန်နှက်စားပို့စူးစားရတယ်။ဘာလို့လဲဆိုတော့ဆာကူရာတို့ဒီအဝတ်အစားတွေဆိုလို့ရှိရင်လို့ရှိရင်လေတာမန်မစ်တွေဝတ်တဲ့တီတီကွကွဝတ်စုံလေးဆာကူရာဝတ်လို့မရအောင်ဆာကူရာမှာခန္ဓာကိုယ်အချိုးဆစ်ရှိရဲပြီးတော့ရင်သားရရှိရဲအခါမှာအာဒါဒီဇိုင်းနိုင်းနဲ့ချုပ်လုပ်တဲ့အခါမှာလည်းတာမန်ထက်ငွေကုန်ကြီးကြရပို့ပြီးတော့များရပေါ့နော်။တိုင်ပွဲကြပွဲဝင်ပြီဟေးဆိုလို့ရှိရင်လို့ရှိရင်အဲပတ်စံတက်နိုင်တဲ့ transcender ရှိရဲပတ်စံမတက်နိုင်တဲ့ transcender ရှိရဲဒီလိုပဲအခက်ခဲတွေရင်းနှီးမှုတွေနဲ့အဲဒီလိုနေရာမျိုးရောက် အောင်ပြိုင်ကြရတဲ့အခါကျတော့အားလုံးကတော့လေအင်တိုင်းအားတိုင်းကိုပြိုင်ခဲ့ကြရတာအဲ့ဒါကတော့ transgender line ပဲပေါ့နော်ဟုတ်